လီရင်ဒီစစ်မှာရစ်ဂလီနဲ့သူဖခင်အီလီယက်တို့လိုက်ပါစီးနေနေကြတယ်။ရစ်လီကတော့မျက်နှာမှာဝက်ချန်တွေနဲ့ပေတိပေဆုပ်ပုံစံ။အီလီယက်ကတော့စီဝါရေးလုပ်ငန်းကြီးရဲ့ရှေ့နေပြီပြတ်တက်ရေးရ။ကားဖချင်းကတော့ချစ်ရှာပုံရတယ်။အခုခီးစဉ်ကအီလီယက်ကအလုရှင်တထဲကြီး Old Jack C ကိုတွားနေတာပါ။သူတို့ဘဝကိုပြောင်းလဲစေနိုင်လောက်ကြီးဝနိုင်တဲ့ကိစ္စတစ်ခုတွက်ခီးထွက်လာကြတာပါ။လီရင်ဘဝဆင်းတာနဲ့တော်တောင်ရှုခင်းတွေတာယာတဲ့နေရာတစ်ခုမှာကားကိုကိုယ်တိုင်မောင်းပြီးခီးဆက်ကြရတယ်။လက်မှာဖုံးလိုက်တွေကကဟောမမိ။အီလီယက်က ဝက်မုံတွေနဲ့တက်မတက်လို့ခဏခဏခြေဆက်နေလို့ပန်တကားပိတ်ခိုင်းလိုက်ရတယ်။သူနဲ့လိုက်လာတဲ့အတွက်ဂျေဇုတင်စ်ကပြောနေတော့ရီလီကသူ့ဝက်ချံဘူးတွေကိုလက်လက်ဆွနေလို့လှမ်းဟန်လိုက်ရသေးတယ်။ရီလီကစိတ်လူရှားလိုက်ရင်ဒီလိုလုပ်နေကြ ဒါကြောင့်သူ့ဖေက အခုငါတို့ကအနားလိုက်ဝကြတာသဘာဝတရားကြီးကိုခံစားလိုက်စမ်းပါတဲ့တကယ်တဲ့သူ့ဖေကြောင့်ကိုတည်ထားတဲ့ရီလီကတော့ရဲကျင်းနေတယ်သူ့ဖေကဒီဒီချိန်မှာတိတ်ကြီးဝကျင်းနေတယ်တထဲကိုမျက်နှာလှုပ်ချင်နေတယ်ဒါကြောင့်သူကကလစ်လိုက်တယ် single father ဖြစ်တာနဲ့မတင်ငယ်ပါနဲ့ဖေရဲ့ဒါကိုဗန်းပြပြီးလူရည်စနောင်းအလုတောင်းလို့ရပါတယ်ဖမီလက်ထောင်းနိုင်ထောင်းနဲ့နဲ့လုပြလို့ရပါသေးတယ်ရီလီပေးတဲ့ကြံကသူ့ဖေလိုက်ထောင်းစားရမယ်ပုံအခုသွားတဲ့စေဝါထုတ်လို့ရေးကော်ပိုလီစထေးကဒီကျိုးဝန်းကြီးကိုလှူထားတဲ့အထိ ချမ်းသာကြတာရီရီကတော့ကြည်ပြန်နေတဲ့ကြီးရက်တွေခုံတိတ်ခါခွာချတဲ့ပရဟိတတဲ့ဒါပေမဲ့တထင်းရဲ့ဘုတ်ဖွဲ့မှာသူရှိနေစနေလောက်လုလိုက်ရင်တပတ်သာဖူးလုံးပါပြီကွာဟိုရောက်ရင်နေထိုင်ပြောဆိုလေးသတိထားပါဆိုတော့ရီရီလည်းโอเคလိုက်ရတယ်သူတို့စကားပြောနေတော့တထိတ်ကအင်းလျက်ကိုမြောက်လာသေးဘူးလားလို့လှမ်းဖုံးဆက်တယ်အင်းလျက်ပြာရခတ်ပြီးရှင်းပြနေလမ်းဖြတ်ကူးလာတဲ့အကောင်တကောင်ကိုတိုက်မိပြီးကားပါလဲထွက်သွားပါတယ်ကံကောင်းလို့ကမ်းမအောင်တော့သမီးအစဉ်ပြေလား အဖေကကိုကြည်မောင်းတက်ဘူးလားရရဲသမီးရရဲဒီကကအာမခံထားတာအရေးတဲ့ရှင်းနေညာကမပြောက်သူတို့တိုင်ပြီးလိုက်တာနင်းပြုတ်တစ်ကောင်လိုလိုအသက်ရှင်နေသေးပုံရလို့စဉ်းကြည့်လိုက်တော့ဦးကောင်းမကြန့်လို့ဂျိုးတချောင်းပေါင်နေတယ်တိတ်ဆော့တဲ့ကလေးကိုမြှောက်ပေးရင်ညင်းကိုဂျိုးတက်ပေးတယ်လို့ခေါ်ကြတယ်နော်အခုဒီသတော်ဝါလေးကတော့မဆော့နိုင်တဲ့ပြင်အသက်ကဖုတ်လိုက်ဖုတ်လိုက် အဲလီယက်ကတော့ရှပ်ပါမျိုးစိတ်သာဖြစ်နေရင်သူဖန်ခံရမှာပဲလို့ရှင်းနေပြီးပြီးတွဲပြီးစိတ်ပူနေတယ်ဒီချိန်မှာသရဝါရဲ့ဝူဂျိုကနေမော်လင်းနဲ့တွေထွက်လာတယ်တိတ်အားသိနေတဲ့ရူလီကအဲ့ဒီထူးဆန်းကိုသိချင်းစိတ်နဲ့လက်ဆုပ်ခဲလိုက်တာသူဟာအာကာဗတ်နဲ့တူတဲ့ vision တွေကြားမှာနောက်ထပ်ထိုင်မင်းရှင်းသူစီကိုရှောက်သွားလို့တိတ်ကိုဆွဲလန်းကြည့်နူးနေတော့သူ့ဖေအော်ဇန်ကြီး ကြားလိုက်လို့လန့်သွားတယ်မျက်စိဖွင့်ကြည့်လိုက်တော့သူ့ဖေကခိုးတကရဝါလေးရဲ့ခေါင်းကိုရှိုက်ခွဲနေပါရော့လား တာဖနဲ့သရေကြီးရဲ့အိမ်ကိုရောက်လာကြပါပြီ။ရောက်တာနဲ့သရေကြီးဇနီးဘီလင်ဒါနဲ့ကားဖြစ်သူရှက်ဖတ်တို့ကစီးကျူကြတယ်။ဘီလင်ဒါကအခုပဲဒုက္ခတဲ့ဖောင်ဒေးရှင်းနဲ့ Zoom meeting ပြီးတာအတော်ပဲတယ်။တာရုခွဲရမလား။အကြွားသက်သက်လားမသိ။ဒုက္ခတဲ့တွေကိုဘာလို့ပေးရမလဲဆိုတာမစင်းဆက်တသေးဘူးတဲ့။အားရှိပရိဒတ်မီဒူလကြီးပဲလှုပ်ပြီးဘွဲမစီတဲ့လူသားတွေထဲမှာရဲ့။သရေကြီးဦးဇေဟောင်းအသက်ကြီးတယ်လို့ကင်ဆာကလည်းဂိတ်ဆုံးဆဲကိုရောက်နေတယ်။ရောက်ရောက်ချင်းဘီတင်တန်းပြီးဝင်ဖို့ပြင်ဆင်ကြတယ်။လိုင်းကိစ္စက ါလဲအဲ့ဒီကသူတို့မိသားစုရဲ့နှစ်ရှည်ရှင့်နေဖြစ်ခံဖို့မဟုတ်လား really ကတော့အစောကဖြစ်တဲ့ကြောင့်စိတ်နဲ့လူနဲ့မကပ်တောင်တောင်လောက်နဲ့ဖြစ်နေတော့ဘီလင်ဒါကသမီးလဲကျင်သလားအခန်းပြင်ပေးရမလားတဲ့သူသားကလည်း really ညနာမှာတခုခုပေးနေတယ်လို့ပဲဒီကောင်မလေးကြည့်ရတာတိတ်အဆင်မပြေတယ်လို့ပဲတဲ့ really ခွန်းတောင်ပြီးအစီဝီကားနဲ့ကလည်းထွက်လာခဲ့တယ်စိတ်မလုံလို့သူတို့ကားကိုချောင်းကြည့်တော့အိမ်တော်ဒိန်းတွေကသူ့ရဲ့ကဲကိုကြည့်ပြီးလှမ်းကြည့်တဲ့အခါ ဧည့်သည်ကဟာရှေးပိုက်ပျက်စီးနေတာတွေ့ကြရတယ်။ရီလီသူ့ကိုယ်ထဲတစ်ခုမှားရွနေတယ်လို့ခံစားရပြီးလန့်နေတယ်။အဲဒီနောက်မျက်နှာမှာပေနေတဲ့ဘုဒ္ဓဘဝရဲ့သွေးတွေကိုဆေးလိုက်တော့သူ့ဝက်ချန်လေးအရှင်းပြောက်သွားတာတွေ့ပြီးအာအသင်သွားတယ်။ဒါဟာဆိုးဆိုးကဘုဒ္ဓဘဝလေးရဲ့သွေးကြောင့်လို့ချင်းမိတော့ပိုပြီးနားလေအားခတ်သွားတယ်။တစ်ဖက်မှာလည်းတရေကြီးဦးကျဲကသူ့နောက်ဆုံးချိန်ဆူတာကိုသူကလက်ခံလိုက်ပြီးဒါကြောင့်တင်းပါချိန်မှာကြံခဲ့တဲ့စီဝိုင်းနဲ့မိသားစုရေးရအတွက်အီလီယက်လက်ကိုတွဲကျင်တယ်လို့ပြောပြတယ်။ဒီတော့အီလီယက်လည်းဦးကျဲရဲ့စီဝိုင်းဘီလင်းဒါ Foundation နဲ့ထူးခြားတဲ့သိပ္ပံပညာစုဦးတည်ထွင်သူဖြစ်ချင်နေတဲ့ဗားဖြစ်သူ Shepherd တို့အတွက်သူပြင်ဆင်ထားတဲ့သဘောတူညီချက်တူကိုပြတယ်။ပီလင်ဒါကစာချုပ်လိုဖတ်ပြီးတဲ့နောက်အင်းရဲ့ကူကျင်းဝင်စီကန်ထိန်သိမ်းရေးဒုက္ခရဖြစ်နေနှစ်တိုင်းကုမ္ပဏီကိုစုရအောင်လုပ်ပင်းနေသူဖြစ်နေတာမကလူချင်းတိတဲ့ပုံပြီးရင်းနှီးကျင်သေးတယ်လို့ဆိုတယ်။သူသား Shepherd ကလည်းဒါကြောင့်မိသားစုပေါ်ထားတဲ့စိတ်ထားကိုအခဲခတ်ချင်သူ Really လေးကိုပေါင်ခေါ်ခဲ့ဖို့ပြောတာတဲ့။ဒီအချိန်မှာ Really နဲ့ဟိုတရဝါလေးကစိတ်ချင်းဆက်သလိုဖြစ်နေတယ်။ Really what ံပြောက်သလိုခိုးဘက်ကလည်းအသက်ပြန့်ဝင်လာတယ်။ဒါရီကိုခန်းစားမိနေတဲ့ရီလီကသူ့အဖေကိုခေါ်ထုတ် ဖေလုတ်တဲ့သူကတော့သမီးနဲ့အဖေမနှုတ်ထွင်ရင်သူတို့ကလုတ်ပေးမှာမဟုတ်ဘူး။ဗလာနင်းငင်းထိုင်နေတဲ့သားဖနဲ့ကိုတိတ်ပြီးစကယ်လူနေလို့ပါအပြင်မှာရထားတဲ့ကားကလှုပ်ခါလာလို့သူတို့သားမကအင်သားတွေပါစိတ်ဝင်စားလာကြတယ်။အဲလျက်ကသူ့ဘာနဲ့မှမတိုက်မိဘူးလို့ဆက်လိန်ကြည့်ပေမဲ့ကန်ဆိုးကျင်တော့ကားတွေကအကောင်ကလွတ်မြောက်ဖို့အပြင်ထံရုံးကလာတော့ဆက်ပြီးညာလို့မရတော့နောက်ဆုံးကားတွေကလည်းဂျိုးပေါက်နေတဲ့နင်းကောင်ထွက်လာလို့ဦးသေးရဲ့လက်ထောက်လဲဦးကောင်ကိုတနက်နဲ့ပြစ်ချလိုက်ပါတယ်။ အဲ့ဒီနောက်အိရှင်ညံကြီးရှင်များကဒီဒရဝါလေးကဘာကောင်းလဲလို့ဆွေးနွေးကြဖို့ဖြစ်လာတယ်။ရှက်ဖတ်ကသူ့မိကိုဒီဒရဝါဟာကြောရုပ်ပါတယ်။မြင့်ပုနဲ့တူတယ်။နုတိုက်ဒရဝါဘာညာနဲ့ပညာရကြီးလုတ်ပြန်နေတာနားခါသွားတဲ့ရီလီကဂါတောင်ရှိနီကိုမဲလို့ဂျားဖြဲပြောချလိုက်မှလေကြီးမိုးကြီးလစ်မီဒါစုပစက်ပိတ်သွားတယ်။တထဲကြီးထွက်လာမှအီရက်ကအကျိုးအကြောင်းပြောပြတယ်။လက်မှသူ့ကားနဲ့တိုက်ပြီးတာမသိမရှင်းဖြစ်နေတာ။တနားလူရိုက်သက်လိုက်တာဆိုတော့ပရိုက်ဒါဖိုးကြီးမျက်ထောင်နေသွားတယ်။ဒီအချိန်မှာရီလီကဂျီနီကွန်သွေး ပေသွားတဲ့သူ့မျက်နှာမှာဘာဝက်ချမ်းမှမရှိတော့နဲ့ရေကန်နဲ့ချလိုက်တယ်လို့ပဲဆိုတော့အဖိုးကြီးနည်းနည်းစိတ်ဝင်စားလာတယ်။သူ့အဖေကလည်းပေါင်မာသွေးတွေပေးတဲ့ပြင်သွေးတချို့မျိုးလုံးတွေဝင်သွားလို့သူနဲ့ဓာတ်မတက်တာတွေပျောက်သွားတာတော့မကစောစောကဇာကျုပ်ကိုကြည့်တာမျက်မှန်ထက်မှပိုပြီးဝါလို့ချွတ်ထားပြီးဒီတိုင်းစာဖတ်လိုက်နိုင်တယ်လို့ပြောပြလိုက်တယ်။ KLC ဖုန်းဆက်ကြမလားဆိုတော့ really ကကမ္ဘာတော်ရိုင်းစကလိဆန်ဖောင်ဒေးရှင်းဘုပ်ဖြစ်ဖြစ်စကားမှမဆုံးသေးဘူး sorry claim ဒါအစိုးရအစ်မရမှာဘီလင်ဒါကလည်းသူက NGO တွေနဲ့အများကြီးအလုပ်လုပ် ဖူတော့ Eurograd ဒီပါလိုင်းပူဆိုးကူမှာဒီတော့ order ကလောလောဆယ် unicorn chain တိထက်သူ့စီးပွားရေးကိုပဲပြန်ဆွေးနေမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ညနေစာ really မစားပြပဲအခန်းအောင်နေလို့အဲလီကသူ့သမီးကိုဂျိုးချောင်းလာမိတယ်ဒီတော့မှ really ကသူ့လက်မှာတော့က unicorn ဂျိုးကိုကင်မိတဲ့ချိန်တွေ့ကြုံရတဲ့တဘာဝလွန်ချက်ကိုပြောပြတယ်အဲလီက really ဘူးဂျိုးကင်ပြီးတတ်နေတယ်လို့ထင်လို့ခိုးအကောင်ကိုရိုက်တက်လိုက်တာတဲ့ဒီကဆက်ရှင်းပြပြီးမဲ့အဲလီကနားမလဲတော့ really လဲသူ့ဖေကိုခန်းနဲ့ကလေမောင်း င်းထုတ်လိုက်ပါတော့တယ်နောက်တော့ရီလီယာဖုန်းထဲမှာသိမ်းထားတယ်သူ့မင်းနဲ့တွဲရိုက်ထားတဲ့ဖုန်းတွေကိုလွန့်ပြပြဖွင့်ကြည့်ရင်ကအာသင့်စရာတစ်ခုကိုရှာတွေ့သွားတယ်သူ့မင်းနဲ့သူ့နောက်မှာ Unicorn ဖက်ပုံတပုတ်ပါနေတာအခုမှသတိထားမိသွားတယ်ဒါကြောင့် Unicorn ဒလာယီကိုလေ့လာဖို့ဆုံးဖြတ်လိုက်တယ်အွန်လိုင်းမှာရှာကြည့်လိုက်တော့ Unicorn နဲ့ဆိုင်တဲ့ပကြီးက9ချက်ကြောင်း ဇလန်ကဒီလိုတခင်တစ်ပါးနဲ့သူ့မဆိုးတွေကတော်တဲ့ကစမ်းကျဲတဲ့ယူနီကွန်းတစ်ခုကိုအမဲလိုက်ကြပြီမဲ့ဘသူမှဖမ်းမမိစိတ်ထားဖြူစင်တဲ့မိမပြိုတယောက်နဲ့ယူနီကွန်းတွေ့ဆုံရင်ပါသွားပြီးအကက်ခံတော့မှမဆိုးတွေဟာယူနီကွန်းကိုတက်ပြီးရဲတဲ့ကိုယူလာကြတယ်အဲ့ဒီမှာမတင်မျိုးဖြစ်တဲ့ယူနီကွန်းပြန်ရှင်လာပြီးအဖမ်းခံထားရတယ်နောက်ပိုင်းမှာလူသားတွေကယူနီကွန်းကိုအခွင့်ကောင်းယူတဲ့အခါသူတို့ကလည်းအညှိုးကြီးကြီးနဲ့ပြန်လဲလဆာချီတက်တဲ့ဆိုတဲ့ဒဏ္ဍာရီကိုဖတ်မိသွားတယ်အဲ့ဒီညမှာတတော်တဲ့ကလေထူးဆန်းတဲ့ ဝါကြီးတွေဩဇံရှက်ဖက်ကျော်ဣနဲ့ပါကြားလူလန့်သွားကြတယ်ဗီရီကတော့တ냐လုံးအိမ်မက်ဆိုးတွေပဲစက်တိုင်းမှန်နေခဲ့ပါတယ်မနခင်းနိုးလာတော့သိပ္ပံပညာရှင်တို့ရောက်လာပြီးရီလီတို့သားဖောက်ကိုစုစဲမှုတွေလုပ်ဖို့အထူးခန်းနဲ့ခေါ်သွားတာခံလိုက်ရတယ်တတိယကြီးရဲ့မိသားစုပိုင်ဇေဝသိပ္ပံဖွဲ့ကိုထုတ်တာစောင်းတဲ့ထုတ်တာဘီယာတို့ဥဆောင်ပြီးယူနီကိုရဲ့သွင်းတဲ့ဥကြုံနမူနာကိုထုတ်ယူကင်းစားလို့ယောဂဆိုးတွေခုတန်တိုင်းမလားလို့တုတ်တင်နာပြုလုပ်နေကြပါတယ်ဂျာချိန်မှာအဲ့ဒါကဣလျက်ကိုသူတီထားတဲ့ ဲ့အချက်လက်တွေကိုပြောပြပြီးယူနီကွန်းတွေကိုလှည့်ဆိုင်သိတ်အန်တဲ့များတယ်လို့ကတိုးလေးပြောပြလိုက်တယ်။စေတုတ္တနာဘွဲကလည်းပပေါင်းစုံကနေတုံးတပြီးတွေးထက်တွေးထက်တိတ်သီးစာပုံပြပြီးတပေါင်းစုံစုံနဲ့ဥကြုံကအမောင့်ချိတ်ထိုးစေးရေးဖြစ်အောင်လုပ်တဲ့အခါကင်စာကြောင့်သေမထုနေမထုဖြစ်နေတဲ့တတိကြီးအိုချက်ကကုကိုတဲ့ယူနီကွန်းဥကြုံစေးထိုးသွင်းကုသမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဝီလီကဒေဂျန်စီကိုကန့်ကွက်ခြင်းပေမဲ့ဘသူကမှသူ့ကိုရေးမလို့ဒါကြောင့်တတော်ပဲထွက်ပြီးဖုန်းလိုက်မိတဲ့နေရာကိုရှာနေလိုက်တယ်။စစ်သိပ်ပိုင်းမိက ာရှင်တွေကလည်းသူတို့ရဲ့ခရိယာမှာဥညုကထွက်လာတဲ့ပြက်စစ်တန်လိုင်းတိုင်းနေအချိန်နဲ့မျှပိုးပိုးအားကောင်းလာတာတွေ့ပေမဲ့ဘေးဖြစ်မှဘူးမတွင်းနေပဲသွေးကိုပါထောက်ယူလိုက်ကြတယ်တော်ရဲရောက်နေတဲ့ရစ်လီတခြားယူနီကွန်းတွေရဲ့အတန်ကျဲကြီးတွေကြားရသူခက်မြင်ရန်အိမ်ပြန်ပြေးလာခဲ့တယ်ဥညုမုံထိုးထွက်နေတဲ့ပထေးကလည်းသူရင်ခတ်တဲ့ပိုပြီးနေကောင်းလာတယ်ဒီလက်ဆောင်တဲ့အိလက်ကိုကျေးဇူးတင်နေတယ်အကျိုးမြတ်ရရဲ့မင်းကိုချက်မထားပါဘူးတဲ့ရစ်လီအိမ်ပြန်ရောက်တာနဲ့ယူနီကွန်းသီအိုရီကိုပိုပြီးနှံ့ဆန့်အောင်လေ့လာတယ်ဒါကိုရှက်ဖက် မြင်သွားတော့တစ်ပန်နီးကြလေဖိုကောင်းလေဆိုပြီးသူ့အိမ်ကပရင်တာကြီးကိုတော့ထုတ်ပေးပြီးဆက်လုပ်ဖို့အားပေးတယ်ဒီအချိန်မှာအိမ်ထဲကလည်းစူညံတန်နေကြားလို့ထွက်ကြည့်လိုက်ကြတော့ကင်းစာယောဂပဲကြီးဟာဘသူ့ကူနီမှမပါပဲသူ့ချက်တော့ဖို့ကောင်းကောင်းရက်ပြီးလမ်းဆနေတာထွက်လို့အားလုံးအားသင့်ပေါ်တယ်ပညာရှင်တွေကအိုဂျက်ကိုစစ်ဆေးကြည့်တော့ကင်းစာကြိတ်တွေဟာယူဖြစ်တယ်လို့ပြောက်ကင်းသွားတာတွေ့ရဲလို့အတည်ပြုကြတယ်ဒီတော့စီဝါရေးသမားကြီးကယူနီကွန်ကိုသူ့ရဲ့စေဝါထုတ်လို့ရေးဌာနချုပ်ကိုပို့ပြီးကင်းစာပြောက်ဆေးစီဝါပြထုတ်ဖို့စီစဉ်ပါ ါတော့တယ်ဒီကမှာပညာရှင်တွေကတခါတလေသိပ္ပံလောကကသဘောဝတရားကိုနားမလည်နိုင်ဘူးစီးပွားပြေထုတ်လို့ဖို့မဖြစ်နိုင်ဘူးသူဒါကိုဝါယူလုံမရဘူးလို့ပြောပြတော့တထဲကြီးဒေါသဦးကြီးဖြစ်သွားတယ်သူတို့ကအခုထက်အလွန်မင်းချမ်းသာဖို့ဇောကတ်လာကြတယ်စကကြီးစကကြယ်တွေနဲ့လူသားအကျိုးတွေကိုဗန်းပြလာကြတယ်ရှေးအရှင်တွေကိုလည်းရှာပြီးဖုံးဆက်တယ်သူတို့ဒီကချမ်းသာလာမယ်လို့ပြောနေကြတယ်ရီလီကတော့ဒီလူရဲ့အတွက်သူလေ့လာထားတဲ့စူးကျူတွေကိုရှင်းပြဖို့ကြိုးစားပြီးနေသူ့အဖေပါဝင်ဘသူကမှသူ့စကားကိုအလေး းမထကြသူ့ကိုကလေးတယောက်နင်းတဲ့လေးစားပေမဲ့သူတို့ကလည်းဒူကောင်းတွေပါပေါ့ရီလီအရှုံးပေးလိုက်ရတယ်ပတိမိသားစုကနင်းလူကိုတော့မှခိုင်ပေါက်နိုင်မလားပဲဆိုပြီးယင်းဒီခွန်းသွေးကိုတော့ဖောက်ကျောက်တဲ့အဆင့်ထိရောက်သွားကြတယ်ရီလီဒေါသထွက်ပြီးအိမ်ပြင်ကိုထွက်လာချိန်မှာကျန်တဲ့သူအလုံးကယူနီကွန်းကိုထားလိုက်ကြဖို့ဆက်လုပ်နေကြတယ်ရီလီကားရဲ့ဝင်ထိုင်နေတော့ဖုန်းလိုင်းသားမကယက်စမီပါပြတ်တောက်သွားတယ်သူစတဲ့ယူနီကွန်းကိုပြောင်းရွှေ့ဖို့လုပ်နေတဲ့ဦးဆောင်သိပ္ပံပညာရှင်ရဲ့ကိုယူနီကွန်းတကောင်ရဲ့ဥကျူထောက်ချင်းဖောက် ိုတဲအန်သူတွေကနောက်ထပ်ရောက်လာတဲ့ယူနီကွန်းကြီးကိုကနတ်တင်နဲ့ဝိုင်းပစ်ကြတယ်။ယူနီကွန်းငယ်ကိုလာခေါ်တဲ့သူ့အမေဖြစ်မယ်။ကားတိုက်ကဖုန်းမိမြင်သွားတော့ယူနီကွန်းကြီးရဲ့ release ကိုတအားပြေးပြီးစောင့်လိုက်တယ်။အဲ့လက်ကလည်းသူသူမီဆိုနဲ့ယူနီကွန်းကြီးကိုမကြောက်မလန့်လမ်းကြောင်းပြောင်းအာယုလာထွက်တယ်။ကားအောက်ဝင်ပုန်းနေတဲ့ release ကတိတ်ကြောက်ပြီးလွရလိုချောင်းဖတ်ပြေးတော့ယူနီကွန်းကြီးကသူ့ဖေးထက်သူ့နောက်ကိုပဲဇွတ်လိုက်လာတယ်။ကန်ကောင်းလိုခြံဝင်းတဲ့ကိုအမြန်ဝဲလိုက်တဲ့ဒီအသက်ချမ်းသာရရသွားတယ်။ဒီအချိန်မှာတန်နိုင်ကြကလေးယူနီကွန်းကြီးရဲ့ ဥဂျိုကမော်လင်းတွေစထွက်လာရီလီကလည်းအရင်တခါလိုလှမ်းကင်ဖန်းဆုပ်ခြင်းစိတ်ပေါက်လာပြီးလက်လန်းနေတော့မှလုံကြုံရဲ့ဂျီကယ်ရောက်လာပြီးယူနီကွန်းကြီးကိုတတိုင်းတိုင်းနဲ့ပြစ်တာကြောင့်တောတဲ့ဟူပြန်ထွက်ပြေးသွားပါတယ်ညီဒီမှာယူနီကွန်းကြီးသွေးဆက်တွေကြကြံခဲ့တော့တရားရသွားတော့သိကြတယ်ပေါ့ရီလီကအိုဒမီတာစုကိုနောက်ထပ်ဆိုးရသွားမဲ့အန်ဒီရဲ့အကြောင်းနဲ့တကယ်တော့ပထမနေ့ကတည်းကသူကဥဂျိုကိုကင်မိပြီးအခုယူနီကွန်းတွေနဲ့ခန်းစားချက်ချင်းဆက်နွယ်သွားတဲ့အကြောင်းစကြဝဠာအကြောင်းတခြားဒိုင်မင်း 训练叫先调的。 သူ့เจ้าကိုပြက်လာခေါ်တော့လို့ပြောပြတော့လက်ထုပ်တယောက်ကလည်းဖြစ်နိုင်တယ်လို့ဝင်ထောက်ခံသူပထေးကြီးရဲ့နှဆောင်ထိုးတာခံလိုက်ရတယ်သူတို့ကယူနီကွန်းရဲ့အဖားကူတော့မှမချက်တကျက်ချက်စားနေကြပြီမဟုတ်လားအာရှီဖရဟီဘဒကြီးပဲလုံနေတယ်ဆိုတဲ့ foundation မမကြီးကအခုထဲထုတ်လာတဲ့အကောင်ကြီးကဥကျူပူကြီးတယ်နော်တဲ့ဥဆောင်သူ့တေတီတေသွားတာလာကားမဖြစ်အောင်ရင်ဒါရရသွားတဲ့အဲ့ဒီကောင်ကြီးတော့တဲ့မှာနာကျင်ခံစားနေရတာအပြန်ဇီဝိန်ချုပ်သွားအောင်ရင်ညာတွင်းချင်းသွားဖန်းကြိုင်ကောင်းွယ်တဲ့ဒါသူတို့အကျိုးအတွက်မဟုတ်ဘူးကဘာကြီး ြီးပိုကောင်းလာအောင်လို့တော့ပြောလိုက်သေးတယ် တကယ်ပါပဲယူနီကွန်းတွေထွက်လာမှဂုံတိတ်ခခွာချနေသူတဲ့မျက်နှာဖုံးတွေကွာကျသွားတာပါသူတို့ကိုဇက်လိုက်ဓာနေတဲ့ရီလီကိုရှက်ဖက်ကသူတို့ရဲ့ကျင့်ဝတ်ရတကောင်းမချမ်းအသုံးချရမှာပဲမြင်းမလေးဆိုတော့အင်းလျက်ကလည်းအပြောအဆိုစင်ကြယ်မလို့လှန်ကောပေမဲ့ဘီလင်ဒါကသူ့သားစကားရိုင်းနေပဲအမှန်ပဲတဲ့ချက်ချင်းကြက်မာလာတဲ့အော်ဒီယိုကလည်းအသားစားကျူးတဲ့သူလူယူနီကွန်းသားတစ်ဖက်ပဲဝိုင်းရင်ကသူတို့ကိုကနကော့စလုံးနေတဲ့အင်းလျက်ကိုသူတို့လုပ်ငန်းရဲ့ရှင့်နေဖြစ်တော့စမကားကျင်တော့ဘူးလို့ချင်းချောက်တော့အဲ့လျက်လည်းပစ က်ဖိတ်ထားလိုက်ရတယ်။နောက်ဆုံးမှာတော့ Unicorn နဲ့ Gina ညာတွင်းချင်းအမဲလိုက်ဖို့ပြင်ဆင်ကြတယ်။ Riley ကသူ့ဖေးကိုလိုက်မသွားဖို့တားပေမဲ့အဖေတို့ Share ကို Sub ထိန်းထားနိုင်ဖို့လို့တယ်။သူတို့ကလူကောင်းတယ်မဟုတ်ဘူးဆိုတော့သမီးပြောတာအဖေလက်ခံတယ်။ဒါပေမဲ့သူတို့နဲ့လိုက်မှအနာဂတ်ကောင်းမှာဆိုတော့ Riley ကလည်းဒါဆိုသူပြက်မယ်။အမေသာဆိုရင်ဒီလိုဖြစ်ရမျိုးကိုလက်ခံမှာမဟုတ်ဘူးတဲ့။ဒီအချိန်မှာတထဲကြီးကငါဗန္တာတွေသွားသိမ့်ချင်းတန်ပြီးလို့အတိတ်ပဲပါပါလှမ်းပြောလိုက်တယ်။ အိမ်မကြံနေတဲ့ရှက်ဖက်ကတော့ဦးကျော်မှုန့်ကိုဘူးလိုက်ဆောင်ပြီးကိုကင်းရှူကလူရှူနေပါတယ်ရီလီယာသူစူးစုံးထားတဲ့ယူနီကွန်းအကြောင်းတွေကိုအသေးချာလေ့လာတဲ့အခါယူနီကွန်းတွေကမိမိကိုယ်ကိုပြန်လဲခူးစားနိုင်တဲ့အချက်နဲ့သူတို့ထိမ့်သိမ်းထားတဲ့ယူနီကွန်းဟာလည်းအမှန်တကယ်အသက်မကလေးနိုင်ဘူးဆိုတာသိသွားတယ်ထောက်တာဘီယာကလည်းသူတို့ရထားတဲ့ယူနီကွန်းငယ်စီကလည်းအချက်ပြလိုင်းတွေပေါ်ပြီးမြင်လာတာတွေ့ရတယ်လို့ပြောတယ်ဒါကိုရှက်ဖက်ကလက်မခံနောက်ဆုံးသိတ်အစွမ်းထက်တဲ့ဦးကျော်ကိုချက်ချလိုက်သူထောက်တာကိုအမိန်ပေးလိုက် ပါတယ်။ရီလီကတော့သူ့တွေ့ရှိချက်ကိုလက်ထောက်လျှော့ဘူးပြောပြတယ်။ဗီဒနာဒီခါတော့ကလေးမလေးရဲ့စကားကြောင့်လန့်သွားတယ်။တော်တဲ့ကလူတွေနဲ့အငြင်းဆက်သွဲခိုင်းတယ်။သူတို့မှာဖုန်းလိုင်းတစ်ဆက်လိုင်းကပြတ်တောင်နေချင်းရီလီကတော့သူ့ဖေကိုကြီးတော်လူစာတိုးအဆက်မပြတ်ပို့နေချင်းထောက်တာပီယာဥဂျိုဘူးရအောင်ချက်လိုက်တာရီလီရဲ့ခေါင်းထဲတစ်ချက်မိုက်ကနေဖြစ်သွားတယ်။အဲ့ဒီအချိန်ကစပြီးတော်တဲ့ကလူတွေကိုလည်းမနဲ့ရောက်ယူနီကွန်းနှကောင်ပေါ်လာပြီးတွေ့သည်မလူတွေကိုအပြင်းထန်တိုက်ခိုက်ပါတော့တယ်။ပသိရလူတွေတော်တော် ညသေးကုန်တယ်တထဲကြီးနဲ့အဲလီယက်တို့ဟာအိမ်ကြီးစီကိုအမြန်ပြေးလာကြပြီမဲ့ကံမကောင်းကျင်တော့ယူနီကော့နှစ်ကောင်ပစလုံးအိမ်ထဲထိလက်ဝဲလာနိုင်သွားတယ်အကောင်ကြီးတွေကရီလီနဲ့အဲလက်ထက်သူတို့ရဲ့သားကိုစားထားတဲ့တထဲကြီးကိုနှစ်ဖက်ညဖူးညဖိတ်ဖားလိုက်တယ်မထီကောင်ကသူ့ဝူးချိုကိုတထဲပြင်းနှိမ့်ချပြီးတော့တထဲကြီးနဲ့ရီလီလိုသူကင်လို့ရမယ်ထင်ပြီးလန်လန်းလိုက်ပြီးမဲ့သူ့မေးဆက်အောက်ကနေဥကောင်ထိဂျိုနက်ကော်ဖက်စိုက်သွင်းတာကိုခံလိုက်ရပါတယ်ဒီဖြစ်ရကြောင့်ဖောင်ဒေးရှင်းမမတို့တိုင်လုံးတွေးပြက်ပွားတယ်အိမ် င်တဲဝင်ပုံးကြတယ်ရီလီကသူတို့သားကိုပြန်ပေးမှရမယ်ဆိုပြီးယူနီကူလေလောင်းကိုထုတ်ပေးဖို့လုပ်တာလူကြီးတွေကသူ့ကိုဝိုင်းတကြတယ်ဒီချိန်ထဲအိမ်လုံးမောင်ကျသွားပြန်တယ်ဒေါက်တာဘီယာကလည်းဂျူပြက်ကိုကင်ပြီးတိုင်ပတ်နေတယ်မီဒီယာတော့သူတို့ပြေးဖို့ဂရစ်ပတ်ကိုပြန်ဖွင့်လို့မရဒါကြောင့်လူကိုယ်တိုင်လက်နဲ့လှည့်ရမယ်လို့လက်ထောက်ရှော့ဘူကပြောပြပြီးဂီယာဒန်တယောက်တစ်ချောင်းလက်ဝေလိုက်တယ်ဒီချိန်မှာဖောင်ဒေးရှင်းမမကဂိတ်အချောင်းကိုအပီဆုံးလူကရှော့ရှော့ကတော့သူတို့မိသားစုအတွက်အများကြီးအလုံးလုပ်ပေးခဲ့တာအခုလို့တေ လန့်ပို့တာကူတော့စင်ကောင်းဖြစ်သွားတယ်။ဒါပြင်ထောက်တလက်ထဲကဂျူးပြက်ကွန်ပြင်းတော့ဒီလိုဖြတ်ထုတ်တာမျိုးမလုပ်သင့်ဘူးလို့ပြောလိုက်တယ်။နောက်ဆုံးအင်ဂျင်ရှင်ရဲ့အမိတ်နဲ့ယူနီကွန်ငယ်ကထောက်တာကသွားပေးရှော့ကဂိတ်ကသွားဖင်ဖို့အမိတ်ချပြီးတကူကောင်းဆန်လိုက်ကြပါရတယ်။ အန်တဲ့အောင်ယူနီကွန်းကြီးနှစ်ကောင်အောင်သူတို့ကလေးကိုပြန်ကြည့်ဖို့ရှိခဲ့လာတယ်။အစာပိုင်းမှာတော့အသားတကြီးပဲ။နောက်မှဥကျူပြောင်းနေတာတွေ့တော့ဒေါသတွေကြီးပြီးထောက်တပီအောင်ကိုနှစ်ပိုင်းပြက်အောင်ဆွဲပြက်လိုက်ကြပါတယ်။နောက်တော့ယူနီကွန်းကြီးတို့ကအိမ်တဲကိုအတင်းချုပ်ပြက်ဝင်ပြီးတွေ့သမျှလူတွေကိုလိုက်ရှာတယ်။ရှက်ကြီးကြရင်ကရီလီနဲ့အဲလီယက်ကတကောင်ဘီလီနာနဲ့ရှက်ဖက်ကတကောင်ကလိုက်ကြတယ်။ဒါတောင်မှရှက်ဖက်ကဒီကောင်တွေရီလီကိုသုံးပြီးဖမ်းရမယ်။မျိုးပွားမယ်လို့လော့ဘဇောတန့်တင်သေးတယ်။ဒီအချိန်မှာရီလီကသူနဲ့ ီနုခွန်းနဲ့ချမ်းပါကောင်းမွန်တဲ့အခြေဆက်ရှိတဲ့ဆိုရင်ဘာကြောင့်သူတို့နောက်လိုက်နေတယ်လဲလို့တွေးမိသွားတယ်။အဲ့ဒီကြမှာသူ့ဖေကအနာဂတ်အတွက်တတိဖြစ်အောင်ဝူဂျူကိုခိုးယူထားလိုက်တာတွေ့လိုက်ရတယ်။ဒီတော့အဖေဘာကြောင့်ဒီလိုလုပ်ရရတာလဲပေါ့။အဲလျက်ကသမီးမေကိုဂရုပေးထားတယ်။ဘလို့နင်းနေပဲဖြစ်ဖြစ်သမီးကိုစောင့်ရှောက်ပဲလို့ပြောထားတယ်။ဒီတော့မှ really လဲသူ့ဖေကသူ့ကိုသိချစ်တယ်ဆိုတာသိသွားတယ်။နောက်ဆုံးသူတို့ဝူဂျူကိုပြန်ပေးဖို့သဘောတူလိုက်ကြပါတယ်။စာကြည့်ကမှဘီလင်ဒါဟာအောက်ဆီဂျင်ဘူးနဲ့ကာကွယ်မယ်ဆိုပြီးအတိုင်းလိုက်ရစ ဥစင်နာကပ်ပြီးတော့ဥယျာဉ်တချောင်းကသူ့ယင်ကိုထုတ်ခွဲတာခံလိုက်ရတယ်။ယူနီကွန်ကဘီလင်ဒါကိုတစစီဖြတ်ဖို့ကြံ့နေချိန်ပီလင်ဒါကအောက်ဆီဂျင်ဘူးကိုဖွင့်လိုက်တယ်။မီးပြားနဲ့ချိန်ထားတဲ့သူ့သားကိုလည်းလှမ်းပြစ်ခိုင်းပင်ပဲဟွန်းကြောင်ကသူ့မိထက်စီးပွားတက်မယ်။ယူနီကွန်ထင်မှဆိုလို့မဖြစ်ပဲထွက်ပြေးသွားတော့နောက်ဆုံးမှဘီလင်ဒါဥပွင့်သွားပါတော့တယ်။ရီလီတို့သားဖလူခွဲပြီးပုန်းနေလိုက်ကြတယ်။မိုးလင်းတော့ရီလီကသူ့ဘေးမာထားတဲ့အတိုင်းဖပြေးဖို့လုပ်နေချိန်မှာရှက်ဖက်ကသူ့ကိုမျှနဲ့ချိန်ပြီးဟန်းစီလိုက်တယ်။ ေးချင်းမှာအဲလီယက်သူသူမိလွတ်အောင်ဂျူပြက်ကိုခိုင်ပြီးတော်ရဲရှောက်ပြင်းနေတယ်။သူ့နောက်မှာတော့ဂျူဒီကိုအမကြီးကအသေးလေးလိုက်နေတယ်။ရှက်ဖက်ကရီလီကိုတဲချက်လုပ်ပြီးအကောင်ကြီးတွေကိုမြှားခေါ်တယ်။အိမ်ထဲကနေယူနီကွန်ကြီးကိုတကောင်ဒလန်ချင်းထွက်လာတယ်။ရီလီစီကိုတဖြည်းဖြည်းကတ်လာတယ်။မင်းနာနာရောက်မှ အစွဲဒီဖွင့်ကနေပေါ်တဲ့အထိတချက်ဟင်းလိုက်တယ်။ဟူလီသူ့ဘာမှမဖြစ်လို့မျိုးလုံးကိုကြောက်အလန်ဟာပြန်ဖွင့်ကြည့်လိုက်တော့သူ့ပေါင်ပေါ်မှာယူနီကွန်ကြီးက play a challenge တွေ့လိုက်ရတယ်။ဒါကိုရှက်ဖက်ကခွေး ယူပြီးခြေောက်တွေကိုကျိုးနယ်လာထုတ်တယ်။မဆက်ကလည်းသူစီဝါရေးသမားကြီးဖြစ်နေပြီဖေးတဲ့။ဒီချိန်မှာနောက်ထပ်တကောင်ကိုအင်းလက်ကဥကျူပြပြီးမြားခေါ်လာတယ်။ယူနီကွန်မကြီးကရီလီကိုလာနဲ့ခံပြီးစောစောကလိုပဲရီလီရဲ့ပေါင်ပေါ်မှာနှဲချလိုက်ပြန်တယ်။ရှက်ဖက်ကလည်းနောက်ကောင်ရဲ့ခြေောက်ကိုကျိုးနယ်ချပြန်တယ်။အင်းလက်ကလည်းတော်ရဲတွဲပတ်ကြီးမင်းကိုဝေစုပေးမယ်။ဒါတွေကိုသားဖောက်ရမယ်။အင်းလက်ရှင်တဲ့ဒီမိသားစုကိုညွန်သွားပါတယ်။ဒါကြောင့်ရှက်ဖက်ရဲ့ဖက်ကိုသူ့လက်ထဲကဥကျူနဲ့ထိုးချလိုက်တယ်။ရှက်ဖက်ကလည်း ဲသူ့လက်ထက်ကမြားနဲ့အဲ့လက်ကိုပြန်ထိုးချလိုက်ပါရဲ့ဒီအချိန်မှာဂျင်ဒီခွန်းကြီးနှကောင်ပြန်နှုတ်လာပြီးဂျိုးတွေကနေလူမြတ်ဟုကဝင်းဥထားကြရဲရီလီကတော့သူ့ဖေးစီပြေးပွေရတာပေါ့အဖေဘာလို့ဒီလိုလုပ်လိုက်တာလဲရှက်ဖက်ကလည်းလဲရာကနေကွန်းဥထားပြီးသူ့ဥဂျိုလိုတယ်သွေးလိုတယ်သူ့တန်ရပြန်ခူးရမယ်ဆိုပြီးပါဇက်ကနေပေါက်ပန်းစိတ်တွေပြောပြီးအထယူနီကွန်းမာကြီးကသူ့နောက်မှာရန်သူကိုတွေ့တော့နောက်ချင်းနဲ့ဇွန်ကန်ပြစ်လိုက်တာရှက်ဖက်လွန့်ထွက်ဇပ်သိမ်းသွားပါလေရီလီဒေဆုံးလူလူ ီးဖြစ်နေတဲ့သူ့ဖေဘူးနောက်ဆုံးစကားတွင်ပြောနေတယ်ညီဝင်းနဲ့မှသမီးတို့အမြဲနေရမယ့်နေရာအမေရဲ့တစိတပိုင်းစောင့်နေတဲ့နေရာကိုသမီးမြင်ခဲ့တယ်ဆိုတော့အဲလျက်ကလည်းဒါဆိုရင်သူလည်းသမီးကိုအဲ့ဒီနေရာကပဲစောင့်နှုံမယ်လို့ပြောပြီးအသက်ပြောက်သွားပါတယ်အဲ့ဒီခိုင်မှာယူနီကောဖိုကအီလီယက်အင်ဂျီကိုပစင်းနဲ့ခိုက်ပြီးသူ့ရဲ့သားနဲ့အတူတွားထားလိုက်တယ်ဝူဂျိုကိုလည်းသူ့ရဲ့သားနာမှာချလိုက်တယ်ယူနီကောမိဘတွေကသူ့ရဲ့ဥဂျိုချင်းပွတ်တိုက်ရွှေမုံလိုအမုံတွေထွက်လာစေတယ်အဲ့ဒီနောက်ရစ်ဒလီငင်းခဲ့ဘူးတယ်ဖီရှ ရှင်တို့နဲ့ဆင်တူတဲ့အမြင်တွေဖောက်လာပြီးမိဘနှုတ်ဥစလုံးသူတို့ရဲ့ကလေးလေးတို့အဖြူအောင်ဖြင့်စတင်ပြောင်းလဲကလေးရဲ့ဥကျကလည်းသူ့လူလူပြန်ဆက်အင်းလျက်လည်းအသက်ပြန်ရှင်သွားပါတော့တယ်ဂရစ်ဖင်နဲ့ရက်တူရောက်လာတော့ယူနီကွန်တွေကိုမတွေ့တာကြောင့်အလောင်းတွေဟာသူတို့အသားဖားကြောင့်များလားဆိုပြီးတန်တရားနဲ့ဖမ်းသွားကြတယ်ရဲကရှင်တို့ရှိနေကောင်းကောင်းရှာထားတော့ဆိုတော့ကားဘာနဲ့ပြန်လန်ကြည့်ပြီးရဲချင်းမိသွားသေးတယ် သူတို့ရဲ့နောက်မှာမြင်းခွတ်တလူမျိုးအကြံဒီပေါ်လာတယ်။ကြီးလိုက်တော့ယူနီကွန်းတွေကသူတို့နဲ့ပြိုင်ပြေးလွှားနေတာမြင်လိုက်ရတယ်။ယူနီကွန်းတွေတကယ်ရှိတယ်ဆိုတာကိုရဲတွေသိအောင်တက်သေးလာပြတာများလားပဲ။ရဲတွေလည်းဒီချိန်ရောက်မှာရီလီတို့သားဖပြောတဲ့ယူနီကွန်းတွေတကယ်ရှိတယ်ဆိုတာယုံကြည်လာကြတယ်။ဒီချိန်မှာယူနီကွန်းမကသူတို့သားဖကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်တယ်။အီလီယန်နဲ့ရီလီတို့ကဖြစ်လာမဲ့ရေးတွေကပတ်ကိုခံအောင်ပတ်ပြတ်ဝတ်တယ်။ဝှေ့ဖက်လိုက်ချိန်မှာယူနီကွန်းတွေကရဲကားကိုအပြိုင် ဝင်တိုက်လိုက်ချိန်မှာပဲစက္ကဟာပြီးဆုံးသွားပါတော့တယ်ကြည့်ရှုနားစင်ပေးတဲ့အတွက်အထူး